ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုတာကျမဟိုညီရကနှုန်းကလည်းပြောခဲ့မြင်ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကျမမိန်ကုန်းတစ်ခုထဲမှာထည့်ပြီးပြောခဲ့ပါတယ်တကယ်ပဲစေနာလည်းရှိတယ်ပညာလည်းရှိတယ်တတ်တည်လည်းရှိတယ်ဆိုငြိမ်းချမ်းရေးကိုရအောင်ကိုယူမှာပဲအငြိမ်းချမ်းရေးကိုရအောင်မယူလို့ရှိလို့ရှိရင်စေနာနည်းနေလို့လားပညာနည်းနေလို့လားတတ်တည်နည်းနေလို့လားပဲကျမတို့ပေးရမယ်ပြီးတော့ စေနာနဲ့လို့ရှင်ကျမတို့အနေနဲ့စေနာပို့ပြပြီးတော့စေနာပွားအောင်လို့လုပ်ရမယ်။ပညာနဲ့နေလို့ရှင်ပညာဆိုကျမအတန်းပညာပြောတာမဟုတ်ပါဘူးเนาะစင်ချင်းဒုံတရားပေါ့။ကိုယ့်ရဲ့အတိုင်းဝိုင်းချက်ကိုယ့်ရဲ့နိုင်ငံအတွက်တကယ်ဘာဟာလိုအပ်တယ်လဲဘာဟာကျမတို့နိုင်ငံအတွက်ကောင်းလဲဆိုရင်ပညာကိုပြန်ပွားအောင်လို့ကျမတို့လုပ်ရမယ်။တတ်တည်နေနေလဲဆိုရင်တော့ပြည်သူပြည်သားတွေကဝိုင်းပြီးတော့တတ်တည်စေးလေးထိုးပေးကြပါလို့ကျမတို့လည်းမြစ်တာရခံပါတယ်။